အလန်းစားအစင်ကောင်လေးတွေရောင်းတဲ့မုံဟင်းကားတပွဲတပေါင်းတန်အစင်မုံဟင်းကားဆိုင်မုံဟင်းကားဆိုတာကမြန်မာလူမျိုးတွေနှစ်ချိုက်စွာစားသုံးကြတဲ့အစားအစာပါအခြေခံလူန်းစားတွေကနေ ကြည်ကြည်တက်ချမ်းသာတဲ့တထေးကြီးတွေတောင်မုံဟင်းခါစားကြပါတယ်။မုံဟင်းခါကိုဒီလိုမျိုးလူမျိုးပေါင်းစုံစားသုံးကြတာကြောင့်လေလူတွေက မုံဟင်းခါနဲ့ပတ်သက်ပြီးတော့ပုံစံမျိုးစုံနဲ့ရောင်းချကြပါတယ်။တချို့ဆိုရင်မုံဟင်းခါကိုတောင်းချီဈေးတင်ပြီးတော့ပြင်ဆင်ရောင်းချကြပါတယ်။ဒီလိုဈေးကြီးတဲ့မုံဟင်းခါရောင်းချတဲ့သူတိုင်းဆဲခံရတာက များပါတယ်။မုံဟင်းခါတပွဲကို3000နဲ့ရောင်းချတဲ့မာစတာရှက်ကမအေးသိမ့်အောင်အပြင်းထန်ဝေဖန်ခံနေရတာပါ။ဒါပေမဲ့ ငုံဟင်းကားတပွဲကိုတပေါင်းနဲ့ဈေးတင်ပြီးတော့ရောင်းနာတော်လူတွေကမဆဲတဲ့အပြင်ကြိတ်ကြိတ်တိုးအားပေးကြတဲ့မုံဟင်းကားဆိုင်ဒီဇိုင်းရန်ကုန်မြို့မှာပေါ်ပေါက်နေပါပြီးအဆိုပါမုံဟင်းကားဆိုင်ကိုလာစားတဲ့သူတွေကြိတ်ကြိတ်တိုးတိုးအားပေးကြတာတွေဖြစ်ပြီးတော့အထူးသဖြင့်တော့အဆိုပါမုံဟင်းကားဆိုင်ကိုအသက်အရွယ်မျိုးစုံကမိန်းမတွေကဝယ်ယူအားပေးနေကြတာဖြစ်ပါတယ်ဒီလိုမျိုးအများ မူသမီးတွေအရွယ်ဆုံးဆိုင်ဆုံးအားပေးကြတဲ့မုံဟင်းကားဆိုင်က အစင်လေးတွေရဲ့မျက်နှာကြောင့်လို့သိရပါတယ်။အစင်ကောင်လေးတွေကြောင့်ပဲမုံဟင်းကားတပွဲကိုတတောင်းနဲ့အလူရဲ့ဝယ်ယူစားတောက်နေရတဲ့မုံဟင်းကားဆိုင်ကြီးကတော့ရန်ကုန်မြို့မှာ တော်တော်လေးနာမည်ကြီးနေတာဖြစ်ပါတယ်။ New Line New Line ဆိုပါဆိုင်ကိုလူတွေကအစင်မုံဟင်းကားဆိုင်ဆိုပြီးတိကြပါတယ်ရန်ကုန်မြို့ရဲ့နမေကြီးဟိုတယ်တစ်ခုက ရောင်းချတဲ့အဆိုပါမုံဟင်းကားဆိုင်မှာလက်ရှိမှာတော့အတော်လေးနမေကြော်ကြားလာခဲ့တာဖြစ်ပြီးတော့နိုင်ငံသားကပုံစံတွေအတိုင်းအတူယူထားပြီးတကယ့်ကိုချောမောခန့်ညားပြီးတော့ပေါင်မုံတွေကြက်သားတွေအပြည့်ပါဝင်တဲ့ယောက်ျားလေးတွေကိုစပွဲထိုးအဖြစ်နဲ့ခန့်အကာလာစားတဲ့မိန်းကလေးတွေရဲ့စိတ်အာရုံကိုဖန်ဆားနေတာဖြစ်ပါတယ်ဆိုင်ကိုမုံဟင်းကားလာစားတဲ့အမျိုးသမီးတွေကနေ့စဉ်နေ့တိုင်းအစဉ်ကောင်းလေးတွေ ေရဲ့စကြဆန်းဆန်းဖြောပြေးတင်ဆက်မှုတော့ဤကိုကြည့်ရှုရင်းတဲ့ဆိုင်ကအစားအသောက်တွေကိုခန်းစားနိုင်မှာပဲဖြစ်ပါတယ်ဆိုင်ကတော့အထွေထူးရောင်းချတာတော့မဟုတ်ပဲအဓိကအားဖြင့်တော့မုံဟင်းကားကိုပဲရောင်းချခဲ့ပြီးတော့တပွဲကိုတပေါင်းဆိုပေမဲ့လည်းခက်ချောချောခတ်မိုက်မိုက်အစင်ကောင်လေးတွေရဲ့မျက်နာနဲ့ပေါင်မုံတွေကိုကြည့်ရတာနဲ့တင်း တော်လေးတန်နေပြီလို့မိန်းကလေးတွေက ဆိုကြပါတယ်။ဒါကြောင့်မုံဟင်းကားတပွဲကိုတတောင်းမပြောနဲ့နှစ်သိန်းဆိုရင်လဲစားမယ်လို့ဆိုကြတာပါ။ဒါကြောင့်လက်ရှိမှာတော့အစင်မုံဟင်းကားဆိုင်ကမြန်မာနိုင်ငံမှာအရန်ကိုနာမည်ကျော်ကြားနေတာဖြစ်ပါ။တဲအမျိုးသမီးထုကြီးတစ်ခုလုံးကဒီဆိုင်ကိုအလူရက်သွားပြီးတော့အားပေးနေခဲ့ကြသလိုနိုင်ငံကျော်မင်းသမီးတွေနဲ့ဆယ်လီတွေကလည်းအစင်လေးတွေကိုငန်းဖို့အတွက်သွားရောက်နေကြပါတယ်။ သူတို့တွေကမုံဟင်းခါးစားဖို့အတွက်အစင်လေးတွေရဲ့ဖြောပြေတင်ဆက်မှုတွေနဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ဘဝအမောတွေကို ဖြေဖြောက်ရင်းနဲ့တာယာနေကြတာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာဆိုရင်တော့ဆိုင်ကလူတွေတိုးမပေါက်တဲ့အထိတကယ်ကို ရောက်အားကောင်းနေကြတာပါ။အစင်လေးတွေကလည်းအာရပါရဖြောပြေတင်ဆက်နေကြပြီးတော့တချို့ဖြောပြေမှုတွေမှာဆိုရင်ကြွက်သားတွေကို အတင်းသားပေါ်တွင်စေခဒီဗီဒီယိုကို ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော အစင်မုံဟင်းခါဆိုင်ကိုဘလိုမျိုးထင်ကြပါသလဲတွားရောင်စားဘူးတဲ့သူတွေရှိရင်လေကောမန့်မှာအရသာလေးတွေကိုနှက်ချက်ပေးခဲ့ပါအောင်တော့အဆုံးထိကြည့်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်